ော်လဆိုင်ငယ်ဘက်ထရီအကြောင်းဟိုဆိုင်ငယ်ဘက်ထရီတွေကဟိုစစ်ဖို့နဲ့တွဲဖို့ရှိတာပေါ့နော်အဲစစ်ဖို့အဲဘက်ထရီတွေကဟိုအရင်ကဒီ kiss step motor ဆိုင်ငယ်ဟောင်းတွေမှာတွေ့ရတာပေါ့နော်အဲအခုကတော့အလုံးနီးပါဒီတွဲဖို့တွေတွဲဖို့တွေပဲတုံးကြတယ်ဟာဘက်ထရီကိုကြည့်ရင်ကျွန်တော် capacity ampere hour ကိုအဓိကကြည့်ရတယ်အဲကျွန်တော်ဒီမှာ Yamaha R6 ရဲ့ဘက်ထရီကိုကြည့်ရင်6.3 ampere hour 20 hour 20 hour 130 cca ဆိုတာတွေ့မှာပေါ့နော်သူက130 cca ဆိုတာ go cranking ambient ကိုပြောတာသူကဒီ0 degree fahrenheit အပူချိန်မှာ130 ambient ambient နဲ့အနည်းဆုံး7.2 volt ကို30စက္ကန့်အထိလှုပ်ဆွဲနိုင်တယ်ပြောတာပေါ့နော်အရန်အေးတဲ့အချိန်မှာ engine start နိုင်တယ်သူကစွမ်းအားကိုပြောတာ cca ကဒီကနေဒါတို့ရုရှားတို့လိုနေရာအတွက်သူကရေးပါတယ်ပေါ့နော်အဲ ျွန်တော်တို့တော့ဒီ CCA အားတိတ်မလို့ရတယ် CCA ရှုပ်တယ်ခဏဖယ်ထားလိုက်6.3 mAh အဲ20 h ဆိုတာအမ်ဘီယာအနည်းနည်းနည်းပေါ့အမ်ဘီယာနည်းနည်းဥမာဟိုက0.31အမ်ဘီယာကို20 hour အထိသုံးနိုင်တယ်ဒါမှမဟုတ်3.1အမ်ဘီယာနည်းနည်းများတာပေါ့အမ်ဘီယာနည်းနည်းများမှာဆိုရင်3.1အမ်ဘီယာဆိုရင်သူက2နိုင်အထိတောက်လျှောက်ဆွဲနိုင်တယ် တနီ HR ကလည်းရှုပ်တယ်ခဏဖယ်ထားလိုက်ရတယ်ကျွန်တော်တို့အရှိကစစ်ပွိုက်3 ampere hour ကိုပဲအဓိကကြည့်မယ် ampere hour များလေသူက battery capacity ကြီးလေ site လေသူကကြီးလေပဲ ampere hour များလို့ရှိရင်အာကြကြသုံးနိုင်တယ် starter motor ကိုလည်းကြကြမှွေနိုင်တယ် ampere hour နည်းရင် battery charging ပြီးတာမြန်တယ်ဒါပေမဲ့ starter motor ကိုဟို3-4ကာလမှွေလိုက်ရင် battery ကုန်သွားတတ်တာပေါ့နော်အဲ့ဒါကြောင့် battery ဝယ်ရင် ampere hour အတိအကျဝယ်တာပိုကောင်းတယ် အတိအကျမရရင် ambient hour နည်းနည်းများပြီးဒီ body side တူတာမျိုးရွေပြီးဝယ်လို့ရတာပေါ့နော်ဒါမှလည်း body side တူမှလည်းတက်လို့ရပါလေသူကဆိုင်ကဘက်ထရီတွေကသူကနှစ်မျိုးပဲရှိတယ်အဲ acid battery နဲ့ဒီ lithium battery ပေါ့နော် acid battery မှာသူကသုံးမျိုးရှိတယ် li acid yo yo acid အရင်နဲ့ battery အဲပြီးရင် egm battery နဲ့အဲ jetite acid battery လို့ပေါ့နော် ရေဟိုအက်ဆစ်အရင်နဲ့ဘက်ထရီကသူကဈေးတက်လာဆုံးပဲဒါမဲ့အခုမတုံးတော့ဖြစ်နေပြီဗောနော်အာ AGM ဘက်ထရီကတော့အက်ဆစ်အရင်ပဲဒါမဲ့သူကအက်ဆစ်တွေဒီအလွယ်တကူဖိတ်စင်မှုမရှိအောင်လုပ်ထားတာဗောနော်ရေဟိုအက်ဆစ်အရင်ဘက်ထရီကဈေးပိုကြီးတယ်အဲဆိုင်ကအများပြားမှာတွေ့နိုင်တယ်ဂျယ်တိုက်အက်ဆစ်ဘက်ထရီအဲသူကတော့အက်ဆစ်ကိုဂျယ်တိုက်လုပ်ထားတာဗောနော်ဆီလီကိတ်လုပ်ထားတာဗောအဲဘက်ထရီကိုဘယ်လိုပဲထားတာစောက်ထုတ်ထားလဲအက်ဆစ်ဖိတ်တာဘာညာမရှိတော့ဘူး AGM တွေထားဈေးနည်းနည်းကြီးတယ်ဝိတ်နည်းနည်းပိုလေးတယ် သူကဆိုက်လည်းနည်းနည်းပူကြည့်တယ်။ဂျဲတိုက်ပကတော့အကောင်းဆုံးဟိုအတင်းတော်ဆုံးပဲအခုလက်ရှိအသုံးများဆုံးပေါ့လေ။ lithium battery ကအခြားအချက်လက်တွေရှိပြီမဲ့ကျွန်တော်တို့ဒီဆိုင်ငယ်အတွက်ပဲအဓိကအဓိကကြည့်ရအောင်နော်။အဲ lithium battery ရဲ့သူကအသာချက်က acid battery တွေနဲ့သူက capacity ချင်းတွေ့နေတာအောင်ဟိုဆိုင်မှာသူကဟိုတဝက်လောက်သေးတာပေါ့နော်အဲ့လိုဆိုတော့ weight မှာလည်းသူကဟိုတဝက်လောက်သူကဟိုပေါ့သွားတယ် အဲဆိုင်ကယ်တွေမှာအဓိက weight ပဲလေအဲဒါကြောင့် weight ပေါ့အောင်သူက lithium battery ကိုတုံးကြတာများတယ် lithium battery ရဲ့နောက်ထပ်အားသာချက်ကကျတော့မတုံးပဲပစ်ထားရင် power drainer နဲ့တယ်ဟို theory အရဆိုရင်45ရက်ကြာမှသူက1ဘာဆန်လောင် drainer ဆိုတော့မစီးပစ်ပဲဟိုလလေးနဲ့ခြေပြီးပစ်ထားရင်တော့ engine start လုပ်နိုင်တဲ့သဘောပေါ့နော် acid battery တွေကြတော့ရာသီဥတုပူရင်သူကတရက်ကို1ဘာဆန်လောင် drainer ဆိုတော့3လလောက်မစီးပစ်ရင်သူက battery ကုန်သွားတဲ့သဘောပေါ့နော် လေသန်ဘက်ထရီရဲ့အားနည်းချက်တွေကသူကဈေးကြီးတယ်မီးလောင်တတ်တယ်အဲဘယ်ဒီ site သေးပေမဲ့မီးလောင်လို့ရှိရင်အားပြင်းစွာလောင်တတ်တယ်အဲ့ဒါတော့သတိထားရတာပါနော်တွဲဖို့လေသန်ဘက်ထရီကအဘိုးရေး13ဘိုးကနေ14ဘိုးအတွဲမှာအားသွင်းမှာအားဝင်တယ်ဆိုတော့ဆိုင်ငယ်ဟောင်းတွေမှာတက်ရင်သတိထားရတယ်ဆိုင်ငယ်ဟောင်းတွေရဲ့ဒီ order နေတာတင်ကြိမ်တဲ့ဘိုးရေးကိုမထုတ်ပေးနိုင်ဘူးပေါ့နော်ရာသီဥတုအပူချိန်0ဒီဂရီဆယ်စီယပ်နဲ့အောက်မှာသူက ingest မှာဆိုရင်သတိထားရတယ် ်အရင်ဤတဲ့ချိန်မှာအမေကအများကြီးနဲ့သူကဆောက်ဆွဲရလို့ရှိရင်လီသီယမ်ဘက်ထရီကသူကပေါက်တယ်လေအဲဒါကြောင့်ရှေ့မီကြီးဖြစ်ဖြစ်ခဏဖွင့်လာရတယ်ဘက်ထရီကိုလှုပ်ဆွဲစေပြီးအပူချိန်တက်လာအောင်အရင်လှုပ်ပေးရတဲ့သဘောပေါ့နော်၅မိနစ်၃မိနစ်လောက်ကြာမှဘက်ထရီနွေးလာပြီဆိုမှသူကအင်ဂျင်စတက်တင်တယ် battery maintenance အနေနဲ့သူက voltage က12 volt နဲ့အထက်အမြဲရှိတင်တာပါเนาะ12.8 volt လောက်သွားရှိတင်တယ်။ battery charger လေးတစ်ခုဆောင်ထားမယ်။မစီးပြလို့ရှိရင် battery အားပြန်သွင်းတင်တာပါเนาะ ကျွန်တော်ဥရောပဘိန်းနဲ့ဖြစ်တဲ့ဒီ BMW တို့ Ducati တို့မှာဆိုရင်သူကစမ်းစားတွေများတဲ့အတွက် battery ကသူက12အောက်ကျနေအင်ဂျင်စတလို့မရအောင်သူကကွယ်ထားတာတွေ့ရတာပေါ့နော် battery တက်တန်ကကျောင်းနှစ်နှစ်ကနေ brand ကောက်ရင်9နှစ်တိခံတယ် battery ဝတ်နေမယ် starter motor ကတေးချမမွှေ့နိုင်တော့ဘူးဆိုရင်ဒီ battery တက်တန်ကိုကြည့်ပြီးတော့လဲတင်လဲရတယ်အဲကျွန်တော်နောက်ဆုံး bonus အနေနဲ့ကျွန်တော်ပြောချင်တာဒီ battery ဖြုတ်တဲ့အခါ negative minus ကိုပဲအရင်ဖြုတ်နောက်ဆုံးမှတတ်ပါ battery negative ကကျွန်တော်တို့ဆိုင်ငယ် body နဲ့ဆက်ထားတဲ့အတွက်ဒီ positive plus ကိုအရင်ဖြုတ်ရင်သူက motor တစ်စဒီ screw driver က frame ကိုထိမိရင် short circuit ဝင်ပြီးတော့ fuse ပြတ်တတ်တာပေါ့နော်တကယ်လို့ကိုက fuse ကိုကြော်ခွထားရင် earphone ဘိန်းမှဆိုရင် AC ကိုလောင်တတ်တယ် carrier ဘိန်းဆိုရင်တော့ CDI လောင်တတ်တယ်အဲ့ဒါကြောင့် battery ဖြုတ်မှဆိုရင် negative minus ကိုအရင်ဖြုတ်ပါ နောက်ဆုံးမှတတ်ပါဒါကကျွန်တော်မှတ်နေကြအနည်းလေးပေါ့နော်